ိုင်းဒီမှာဒီထိုင်းကထိုင်းရဲ့ကျွန်တော်တို့ဒီအလုံသမားဝန်ကြီးကနေပြီးတော့အလုံသမားရဲ့ကျွန်တော်တို့ဒီအလုံသမားဝန်ကြီးဌာနပေါ့ဗျာအလုံသမားဝန်ကြီးဌာနကဒီလိုမျိုးထပ်ပြီးတော့ပြောတဲ့ခါဆိုတော့ဒီထိုင်းမှာရှိတဲ့မြန်မာနိုင်ငံနိုင်ငံသားတွေထပ်ပြီးတော့များစွာဖမ်းဆီးခံမှာအဲ့တော့ဒီလူတွေနဲ့ပတ်သက်ပြီးမစ္စမြန်လုံးပဲမင်္ဂလာပါသူသိုးရဲ့တရင်သုံးချက်လေးချိုးနားထောင်ကြည့်အောင်ခင်ဗျာလေကျဲဒီခွေးအုပ်စုပေါ့ဗျာလေကြီးလေကျဲခွေးအုပ်စုရဲ့အခြေအနေကိုတင်ပြပါမယ်ပြီးခဲ့တဲ့ရက်ပိုင်းကပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်တို့ခွေးအုပ်စုကအချက်တစ်ချက်ဟောင်းပါတယ် အဲ့ဒီအဲ့ဒီအချက်တစ်ချက်ကိုကျွန်တော်တင်ပြပါမယ်။ပရမချက်ကဇွန်လ10ရက်နေ့မှာကျွန်တော်ခွေးဥစုရဲ့ဟောင်ခွင့်ရပုဂ္ဂိုလ်နေဖုံးလက်ကအမေရိကန်ရောက်မြန်မာနိုင်ငံသားများအနေနဲ့ဒီအမေရိကန်ရောက်မြန်မာနိုင်ငံသားများအနေနဲ့အခက်အခဲတစ်စုံတစ်ရာရှိရင်ဒီ NGO ဒါအကူအညီတောင်းနိုင်ပါတယ်ဆိုပြီးတော့ NGO ရဲ့ဒါကျွန်တော်ဟောင်ခွင့်ရပုဂ္ဂိုလ်ဟောင်ခွင့်ရပုဂ္ဂိုလ်နေဖုံးလက်ကနေပြီးတော့သူပြောဆိုလာတာတွေ့ရပါတယ်။သူဆိုလိုတာကဒီအမေရိကန်မှာရှိနေတဲ့မြန်မာနိုင်ငံနိုင်ငံသားတွေအနေနဲ့တစ်စုံတစ်ရာအခက်အခဲရှိရင်ဆိုလိုတာကအခက်အခဲသေးသေးလေးရှိရင်သူတို့အကူအညီတောင်းပါ အခက်ခဲအကြီးရှိရင်လည်းတို့အကူအညီတောင်းနိုင်ပါတယ်လို့နေဖုံးကလက်ကလည်းခက်တီတီနဲ့ခင်ဗျားတို့တွေ့ပါလိမ့်မယ်အဲကုန်အင်းကြီးတွေဝှက်ပြီးတော့တမရာယုံဘာဖြစ်လဲညာဖြစ်လဲချစ်တယ်ဆိုသူလုံနေတာဗျခင်ဗျားတို့လည်းတွေ့ပါလိမ့်မယ်အဲ့တော့ဒီနေဖုံးလက်ရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီးတော့တို့တကယ်ကိုလှုပ်ပေးနိုင်တဲ့အခွင့်အာဏာရှိလားမရှိလားကျွန်တော်တင်ပြပါမယ်ပရမတိချက်အနေနဲ့ထိုင်းထိုင်းနိုင်ငံမှာရွှေပြောင်းတရားမွေမြန်မာနိုင်ငံသားတွေတန်းနေရှိရှိတယ်အဲ့ဒီလူတွေရဲ့နေစဉ်ဘဝစိန်ခေါ်မှုတွေများစွာရှိတယ် နေစဉ်ဖန်ဆီးခံနေရတဲ့ဘဝတွေလည်းအများကြီးပဲကျွန်တော်တို့ကဒီနေရာမှာထိုင်းကိုရောက်နေတဲ့မြန်မာရွှေပြောင်းလူသမားတွေနဲ့အခြေအနေနဲ့ပတ်သက်ပြီးတို့တို့ကိုကျွန်တော်အပြစ်ပြောတာမဟုတ်ပါဘူးတို့ဘာကြောင့်ထိုင်းကိုရောက်ရလဲဆိုတဲ့အကြောင်းကြီးရှိပါတယ်လက်ရှိလက်ရှိကျွန်တော်တို့ဒါဒေသမတည်ငြိမ်မှုတွေကြောင့်ဒါတို့နေရဆော့ခွာရတဲ့သူတွေအများကြီးပါပဲနောက်တစ်ခါတော့ကျွန်တော်အလုံးလက်မဲ့ပြဿနာအကြောင်းတို့ထိုင်းနိုင်ငံဘက်ကိုသွားပြီးတော့ရရလုပ်တွေလုပ်ကြိုင်နေတဲ့လူအများကြီးပဲအဲ့ဒီလူတွေနဲ့ပတ်သက်ပြီးတော့ NGO အုပ်စုတွေကဘလောက်ထိအကာအကွယ်ပေးနိုင်ပြီလဲ ကဲလက်ရှိအန်ယူဂျီအုပ်စုတွေကခင်ဗျာထိုင်းပြည်မှာနေဆက်မဲဆောက်မှာသူတို့အုံနေခြင်းတွေတော့ရှိတယ်။အဲဒီမှာရှိနေတဲ့နေဖုံးလက်အုပ်စုကတော့အမေရိကကိုခဏထားထိုင်းပြည်မှာနေဆက်မှာရှိတဲ့မြန်မာလူနိုင်ငံသူနိုင်ငံသားတွေရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီးသူတို့ဘာတွေလုပ်နိုင်လဲ။လက်ရှိလက်ရှိဒီနေဖုံးနေဖုံးလက်အုပ်စုပါဝင်အန်ယူဂျီအုပ်စုတွေဒီခွေးရသတိုက်ချားနေရတာကထိုင်းပြည်မှာနေဆက်ဒီဒီမဲဆောက်ဘက်အချမ်းမှာတနည်းအားဖြင့်ကျွန်တော်ထိုင်းနိုင်ငံထဲမှာ ရှိတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေကိုတို့လာစင်ကျေးဇူးပြီးတော့လာစင်ကောက်ပါတယ်တော်လန်ရေးရံမုံကိုဆိုကောက်ပါတယ်ဥပမာကျွန်တော်စိတ်ုံတွေမှာတို့ရဲ့ကိုယ်စားလှယ်ခန့်ပြီးတော့အာကျွန်တော်လာစာထုတ်ပြီးဆိုရင်တော်လန်ရေးအတွက်အတယောက်ကိုကျွန်တော်တို့အဘတ်900ပေးပါဘတ်1000ပေးပါဆိုပြီးတော့တို့လာစင်ကောက်နေကြပါအဲ့ဒီငွေနဲ့ပြည်သူလူထုရဲ့ချွေးနှဲစာနဲ့ဒီလူတွေရက်တည်နေတာပြည်သူလူထုရဲ့ချွေးနှဲစာနဲ့တို့တောက်တယ်နောက်ဆုံးဖာချတယ်နောက်ဆုံးကပြားသွားပျော်တယ်အဲ့လိုလူတွေအဲ့လိုနဲ့လက်ပတ်နေတာ တော့နေဖို့လက်ကဗျာခင်ဗျာထိုင်းမှာရှိတဲ့မြန်မာလုံသားတွေရဲ့အရေးတော်သူတို့က NGO အုပ်စုတွေကမလုတ်ပေးနိုင်တာဗျာကြီးကြီးကျယ်ကျယ်နဲ့အမေရိကမှာရှိတဲ့မြန်မာနိုင်ငံသားတွေတစုံတရာပြဿနာရှိရင်သူတို့အကူအညီတောင်းနေပေါ်ဆိုဖြစ်ကုန်မဖြစ်နိုင်တာနောက်တစ်ခါခင်ဗျာ NGO အုပ်စုတွေအနေနဲ့သူတို့အစိုးရပါလို့ထိုင်းနိုင်ငံကလည်းအသိမပြုတာတခုမှမရှိဘူးကတနီးယားပြည်ဗျာခင်ဗျာထိုင်းနိုင်ငံကသူတို့အသိမပြုထားတဲ့ဆိုရင်ထိုင်းနိုင်ငံမဲဆောက်မှာ NGO ရဲ့ NGO ဝင်ကြီးရောဆိုပြီးတော့ဆိုက်ရဲလားဆိုင်ဖို့ထောင်ရဲလား အဲ့လိုလည်းမရှိပြန်ဘူးလက်ရှိလက်ရှိကျွန်တော်တို့ဒီ time မှာ time မှာရောက်နေတဲ့ဒီမြန်မာနိုင်ငံသားတွေအတွက်စိန်ခေါ်မှုကိုကျွန်တော်ဆက်ပြီးတရားပါမယ်အဲ့ဒါကဇွန်လ15ရက်နေ့ကဒီ time ရဲ့ time အစိုးရကနေပြီးတော့ထိုင်းနိုင်ငံမှာရှိတဲ့သူတို့နိုင်ငံသားတွေအကာအကွယ်ပေးထားတဲ့တနည်းအားဖြင့်နိုင်ငံသားတွေလုံခွင့်မရှိတဲ့ ထိုင်းနိုင်ငံမှာနိုင်ငံသားတွေလောက်ခွင့်မရှိအလုပ်အားလုံးကျွန်တော်28ခုရှိပါတယ်။အဲ့ဒီမှာကျွန်တော်တို့ HME တွေပါတယ်ဥရေအတိုင်းမင်္ဂန်တွေပါတယ်ဇီးရောက်နာတွေပါတယ်လက်မှုပညာတွေပါတယ်စပင်းညက်ဆိုင်ဖွင့်တာတွေပါတယ်အဲလန်းညိုခီးအကိကျွန်တော်ခီးတဲ့ဂျိုးဖို့စားတော့ဆိုင်ပြီးရင်ကျွန်တော်လက်မှုဆက်မှုလက်မှုလုပ်ငန်းတွေများစွာပါတယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဒီနိုင်ငံသားတွေကိုကျွန်တော်လောက်ခွင့်မရှိပါဘူး။အားလုံးလောက်ခွင့်ရှိတဲ့အလုပ်ပေါင်းအားလုံး28မျိုးရှိတယ်။အဲ့ဒီလူတွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီလုပ်ငန်းတွေမှာဝင်ရောက်လုပ်ကင်နေတဲ့ အဲမြန်မာနိုင်ငံသားတွေလာအိုနိုင်ငံသားတွေကမ္ဘောဒီးယားနိုင်ငံသားတွေကိုနှိမ်နှင်းမဲ့ဆိုပြီးတော့အမထိုင်းရထိုင်းရနေပြီးတော့ကျွန်တော်တို့អော်ထားတယ်အဲ့တော့အဲ့ဒီလူတွေလက်ရှိဖမ်းဆီးခံတာမနေဘူးပဲဒီရှေ့မှာလည်းကျွန်တော်တို့ညားစွာဖမ်းဆီးခံတာရတယ်အဲ့ဇွန်လစကိုင်းနေမှာဒီထိုင်းကထိုင်းရဲ့ကျွန်တော်တို့ဒီအလုံသမားဝန်ကြီးကနေပြီးတော့အလုံသမားရဲ့ကျွန်တော်တို့ဒီအလုံသမားဝန်ကြီးဌာနပေါ့ဗျာအလုံသမားဝန်ကြီးဌာနကဒီလိုမျိုးထပ်ပြီးတော့ပြောတဲ့ခါဆိုတော့ဒီထိုင်းမှာရှိတဲ့မြန်မာနိုင်ငံနိုင်ငံသားတွေထပ်ပြီးတော့ညားစွာဖမ်းဆီးခံမှာအဲ့တော့ဒီလူတွေနဲ့ပတ်သက်ပြီးတော့ အန်ယူဂျီကဘလောက်ထိအကောင်အွယ်ပေးနိုင်ပြီလဲတနည်းအားဖြင့်များခင်ဗျအဲ့မှာထောင်ထဲမှာရှိနေတဲ့မြန်မာနိုင်ငံသားတွေဘလောက်ထိထောင်မြင်ရအောင်ဆွဲထုတ်တန်ပြီးသွားပြီလဲခင်ဗျာတို့အဲ့ဒီနေဖို့လားဆောက်ချက်ရှိရင်ပေါ့ဗျာတောက်ဆက်ရှိရင်ဒီလူတွေခင်ဗျတိတ်ကုန်မှရိုင်းလုံးအားကြည့်တယ်အန်ယူဂျီအုပ်စုတွေကခင်ဗျတကယ်တိုင်းဖြတ်ပြီးဖြတ်တယ်ပဲတရှိခင်ဗျာဒီအန်ယူဂျီအုပ်စုတွေကပြည်ပနေနေပြီးနိုင်ငံနိုင်ငံသားတွေခင်ဗျတတ်ဖြတ်ဖို့တော့လှုပ်စော်တယ်ပြည်တွင်းမှာလည်းလှုပ်စော်တယ်ဟုတ်တယ်လှုပ်စော်တယ်ခင်ဗျာတို့တတ်ဖြတ်ဖို့လှုပ်စော်တာဆရာတိရူဆရာဘယ်လိုက်လက်ပါလဲ နိုင်ငံဝန်ထမ်းတွေလည်းပါတယ်။ကျမကြီးဝန်ထမ်းတွေပညာရေးဝန်ထမ်းတွေအများကြီးပဲ။အများကြီးပဲ။တိုင်းသူပြည်သားတွေရတဲ့နည်းရတွေကိုသူတတ်ဖြတ်ဖို့လုပ်နေတာ။တတ်ဖြတ်ဖို့လုပ်နေတာ။အဲ့တော့နောက်ထပ်အခြေအနေတစ်ခုအဲ့တော့တို့အဲ့ပါဗျာ။ဒီကိုရီးယားနဲ့အန်ယူဂျီအုပ်စုတွေကအဆိုးရချင်းအခြေစက်နိုင်တယ်ဘာကြောင့်ဆိုတော့တို့ချွေးကြော်နေတာတွေ့ရတယ်ပြီးခဲ့တဲ့ရက်ကလည်းဒါဆိုရင်ကျွန်တော်မေးချင်တာကဇွန်လ12ရက်နေ့မှာကိုရီးယားမီဒီယာတွေကနေဖော်ပြထားတယ်အဲ့ဒါက တောင်ကိုရီးယားအစိုးရအနေပြီးတော့မြန်မာဒုက္ခသည်တွေကိုခေါ်ယူမဲ့အစီအစဉ်ကိုပယ်ဖျက်ချောင်းဇွန်လ10ရက်နေ့မှာတောင်ကိုရီးယားမီဒီယာတွေမှာဖော်ပြထားတယ်။မူလကမူလကကျွန်တော်ဒီထိုင်းမြန်မာနယ်စပ်ပါရှိတဲ့ဒုက္ခသည်ဒုက္ခသည်မြန်မာ40ဦးကိုကနအူးတို့ဒီတောင်ကိုရီးယားအစိုးရနဲ့ခေါ်မယ်။ခေါ်ပြီးတော့ဒီဆိုးမျိုးရဲ့အရှိတောင်ပေါ်မှာရှိတဲ့130နှစ်မိုင်အကွာမှာအဲ့ဒီဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မြန်မာနိုင်ငံနိုင်ငံသားတွေကိုထိုင်းမြန်မာနိုင်ငံနိုင်ငံသားတွေကိုဒီကိုရီးတောင်ကိုရီးယားအစိုးရနဲ့ခေါ်မယ်။ ခေါ်ပြီးတော့ဒီတောင်ကိုရီးယားနိုင်ငံဆိုမျိုးရဲ့တောင်အရှိတောင်ဘက်132မိုင်အကွာမှာရှိတဲ့ကျေးလက်မှာအခြေချမယ်နေထိုင်ခွင့်ပေးမယ်ပေါ့ဗျာနေထိုင်ခွင့်ပေးမယ်အဲ့ဒီအစီအစဉ်ကိုလည်းလက်ရှိဒီတောင်ကိုရီးယားအစိုးရကနေပြီးတော့ပယ်ဖြတ်လိုက်ပြီလို့သူတို့ဘက်ကထုတ်ပေါ်လာတာတွေ့ရတယ်အဓိကကတော့ဒီမြန်မာနိုင်ငံနိုင်ငံသားတွေကိုလက်ခံလိုက်ရင်ဥရောပမှာလို့ရှားစွန်းမှုတွေပုံများလာမယ်နောက်ထပ်ကတော့ကျွန်တော်တို့ဒေသခံဒေသခံတွေရဲ့လုံခြုံမှုကိုချိတ်ချောက်လာနိုင်တယ်အဲ့ဒါကြောင့်ဒီဒေသခံတွေကကတ်ွက်တယ် ကောက်ကတဲ့အတွက်အဲ့ဒီအခြေအနေကလည်းကျွန်တော်ပယ်ဖြတ်လိုက်ရတယ်အဲ့တော့အဲ့တော့ဗျာနေဖုံးလက်အနေနဲ့ဘာမှလုံမပြားနဲ့ခင်ဗျာတောင်ကိုရီးယားဟိုတောင်ကိုရီးယားအစိုးရကနေပြီးတော့ဒီခေါ်ယူမဲ့အစီအစဉ်ခင်ဗျာရောင်းအောင်ပြန်ပြီးအသက်သွင်းလိုက်အသက်သွင်းလိုက်အဲ့တော့ကျွန်တော်တို့ကဒီ NLD ပါတီကိုကျွန်တော်တို့ကအဲ့ NLD ပါတီဆိုတဲ့နာမည်ကိုကျွန်တော်မရှိသေးကျွန်တော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့1988ကာလမှာကာလမှာခင်ဗျားတို့ကြည့်လိုက်ဒီပါတီကြောင့်တိုင်းပြည်ခင်ဗျား7နှစ်15နှစ်လောက် နှိမ့်ဆင်းသွားတယ်ဟုတ်တော့ဗောအခုလက်ရှိ2021အခင်းကျင်းမှာလဲ NLD အုပ်စုတွေကနေပေါက်ပွားလာတဲ့အုပ်စုတွေကြောင့်တိုင်းပြည်ကခင်ဗျအခုထပ်ပြီးတော့ထပ်ပြီးတော့ကျွန်တော်တို့ပြန်ခုံအောက်အောက်ထောက်ပြန်ခုံဆင်းရနေတာဖြစ်သွားပြီလက်ရှိဒီ NLD ပါတီအစုဖွဲ့တွေကြောင့်ကလင်းငယ်တွေပညာသင်ကျောင်းတွေဆုံးရှုံးရတယ်ကျမ်းမာရေဆောက်ချောက်ပိုင်ခွင့်ရေဆုံးရှုံးရတယ်။နောက်ဆုံးပြခင်ဗျာကျမ်းမာရေဆောက်ချောက်ပိုင်ခွင့်ဆိုရင်တော့ကျွန်တော်အကြီးကြီးခင်ဗျာရှောက်စင်းသားမနေနဲ့။ခင်ဗျားတို့အရင်တော့ကထိုးခွင့်ရနေတဲ့ကာဝယ်ဈေးတွေ လက်ရှိထိုးခွင့်မရတော့ကိုဝင်ဆောင်ကာကွယ်ဆေးတွေအပြင်ကျွန်တော်ရင်သားကင်ဆာတွေစတဲ့စတဲ့ခင်ဗျားတို့နေတူကထိထွေးတဲ့ကာကွယ်ဆေးဘာမှထိုးခွင့်မရှိတော့အဲ့ဒါဘယ်လိုကြလဲဒီစစ်သူရအုပ်စုတွေရောက်အဲ့တော့ကျွန်တော်တို့ကဒီလက်ရှိကျွန်တော်အနာဂတ်တမိုင်းမှာ NLD ပါတီကတော့ခင်ဗျအပြည့်ကိုဖျက်ရမယ်ဒါပါကြောင့်လဲဆိုတိုင်းပြည်အတွက် NLD ပါတီပေါ်ပေါက်လာတိုင်းမှာ NLD ပါတီကခင်ဗျမြေပေါ်ကိုပေါ်ပေါက်လာတိုင်းပေါ်ပေါက်လာတိုင်းမှာတိုင်းပြည်ခင်ဗျအခြေအခုမှပြန်ပြီးတော့ ပြန်ပြီးဆွဲချခြင်းခံရတယ်ပြည်သူလူထုပေါင်းဘဝပေါင်းများစွာကြိုးကျခဲ့ရတယ်ဒါကြောင့်ကျွန်တော်တို့အနာဂတ်မှာ NLD ပါတီကကျွန်တော်တို့အပြည့်အပြည့်ပြားကအမြင့်ပါမရှိတော့အကုန်နှုတ်နှုတ်ရမယ်နေတာဖြစ်သွားပြီအဲ့တော့ဗျာကျွန်တော်နေဖုံးလက်ကိုဒီသတင်းပြန်ဆမ်းမယ်ဆိုရင်နေဖုံးလက်ကိုကျွန်တော်ပြောချင်တာကနေဖုံးလက်အနေနဲ့ဟောင်းမင်းတော့ကွာအဲ့မှာမင်းအနေနဲ့တတိတကယ်လုံနိုင်နေဆိုရင်အော်တောင်ကိုရီးယားအစိုးရကနေပြီးတော့မြန်မာနိုင်ငံသားတွေကိုဒုက္ခတွေကိုခေါ်မဲ့အစီအစဉ်ပြန်ပြီးကြောင်းအသက်သွင်းဒုတိယချက်ကအမေရိကန်မှာရှိတဲ့မြန်မာနိုင်ငံသားတွေကို ကူညီဖို့အရေးထားထိုင်းမြန်မာထိုင်းနိုင်ငံမှာရှိခဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေရွှေပြောင်းနိုင်ငံမြန်မာနိုင်ငံသားတွေနေစဉ်နေသူတွေကသူတို့ရဲ့လူခွေချိုးပေါက်ခံမှုတွေနဲ့ပတ်သက်ပြီးတော့လူခွေချိုးပေါက်ခံမှုတွေအသက်ရှင်ရည်ဒီကွန်းနဲ့ပတ်သက်ပြီးတော့ဆုံးရှုံးမှုတွေကိုဘယ်လောက်ထိအကာအကွယ်ပေးနိုင်ပြီလဲနောက်တစ်ခါတော့ဒီထိုင်းအချုပ်ထဲမှာရှိတဲ့မြန်မာနိုင်ငံသားတွေဘယ်လောက်ထိအန်ယူဂျီကိုဆွဲထုတ်ပေးနိုင်ပြီလဲနောက်တစ်အရေးကြီးတဲ့ချက်ပါအဲ့ဒီအရာတွေမလုပ်နိုင်တဲ့တစ်ခုပဲလို့ပါဘန်ကောက်ပါဗျာဘန်ကောက်ပါအန်ယူဂျီအစိုးရဖွဲ့ယုံ ရုံးဆိုင်ဒါမို့ဘာကောင်းမှမလုံးနိုင်ဘူးဆိုရင်ထိုင်းမြန်မာနယ်စပ်မှာ NUG အစိုးရအဖွဲ့ရုံးဆိုပြီးတော့ရောင်းအောင်လုပ်ကြည့်လိုက်ပါအဲ့ဒီအဲ့ဒီတစ်ချက်ကိုအရင်လုပ်ကြည့်လိုက်ပါခုလိုပြောရပါမယ်ကတော့ဆုံးဦးနဲ့ကျေးဇူးတင်ပါတယ်